ကျွန်တော်ဖုန်းအသစ်ဝယ်လာပြီးတော့ကိုယ့်ရဲ့ဖုန်းအသစ်မှာ Gmail account ဖောက်တော့မယ်ဆိုရင်ဖုန်းနံပါတ်တောင်းပြီးတော့ဖောက်မြန်ဖြစ်နေရပါတော့အဲ့ဒါကိုကျွန်တော်ဘယ်လိုမျိုးဖြည့်ရှင်းရလဲဆိုတာကိုပြောပြပေးမယ်ကျွန်တော်ဒီနားမှာဆိုရင်အဆက်30ရှိရဲဒီမှာ update ဆိုတာလေးရှိတယ်အဲထဲမှာဝင်ပြီးတော့ update တော့မှာပါတကယ်လို့ဒီ update ကကိုယ့်ရဲ့ဖုန်းထဲမှာမပါဘူးဆိုရင် session ပေးမယ် session ပြီးလို့ရှိရင်တော့ play store ကိုဝင်မယ် wifi တောင်မှ internet ဖွင့်ဖို့တော့လိုအပ်ပါတယ်နော်ပြီးရင်တော့ဒီ update တွေကိုကျွန်တော်ဝင်လိုက်မယ် ီထဲမှာဆိုရင်ကျွန်အောက်ကိုနည်းနည်းဆွဲလို့ရှိရင်ဒီမှာ Google Play Services ဆိုတာလေးရှိရယ်ဒါလေးကိုကျွန် update လုပ်ရမှာပြဒီကောင်လေးပြည့်သွားအောင်ကျွန်စောင့်ပေးရမယ်သူကအချိန်လေးနည်းနည်းတော့ပေးရတယ်ခင်ဗျဒါပေမဲ့စောင့်ပေးလိုက်ပါ update speed တော့ပြီဆိုရင်တော့ကျွန် session မယ်ပြန်ပြီးတော့ session ပြီးပြီဆိုရင်တော့ကျွန် Play Store ထဲကိုပြန်ပြီးတော့ဝင်ပါမယ်ပြီးရင်တော့ sign in လုပ်လိုက်မယ်ခင်ဗျ ပြီးတော့ပုံမှန်အတိုင်းပဲ create account မှာ account ဖောက်မယ်။နာမည်ကကိုကြိုက်တာကိုထားလို့ရမယ်။မွေးနေ့ကကိုကြိုက်တာကိုထားလို့ရမယ်။ဆက်ရှိနေတော့ကြောမယ်နော်။ပြီးရင်တော့သူရွေးချယ်ပေးရတခြားလို့ရရဲ့ကော့ကိုထားခြင်းနဲ့ဆိုလဲထားလို့ရတယ်။ကိုစိတ်ကြိုက် password ထားလိုက်ပါနော်။ဒါဆိုရင်တော့ Gmail account ရပါပြီ။ Okay ဒီနေ့လေးရောစိတ်ရှည်ဖို့လိုအပ်တဲ့ဒီ process လေးတွေကပြီးလို့ရှိရင်တော့ internet line ကောင်းဖို့လေးလည်းလိုအပ်ပါတယ်ခင်ဗျာ။ အဝိုင်းလေးလဲနေရပေါ့အဲ့လိုမျိုးအဝိုင်းလေးလဲနေရဆိုရင်လည်းစောင့်ပေးလိုက်ပါလမ်းမကောင်းလို့ပါနော်ကဲဒါဆိုရင်တော့ Gmail account တကောင်ရရှိသွားပါပြီတကယ်လို့ဒီ Gmail account ကအကျသွားရဆိုရင်ကြကြချင်းမှာပြန်ဆယ်လိုက်ပါကျွန်တော်ပြန်ဆယ်ဗီဒီယိုတင်ပေးထားပါတယ်ဒါမှသာကိုယ့်ရဲ့ဖုန်းက Gmail အသုံးပြုလို့ရမှာပါနော်